ဒုတိယခြေမြောက်သမရယာဒူအာနာရရှိလာတဲ့အမေရိကန်သမရဒေါ်နယ်ဂျေထရမ့်ဟာသမရယာဒူတာဝန်စတင်ထမ်းဆောင်ပြီးမကြခင်မှာပဲသူ့ရဲ့ကုန်သွယ်စစ်ပွဲကိုအရှိန်ဟုန်မြင့်တင်လိုက်ပါတယ်။ Tariff ကုန်သွယ်ကွန်ဆိုတာဟာအပိဒံမှာသိမ့်လှပါတဲ့စကားလုံးဖြစ်တယ်လို့ထရမ့်ကပြောဆိုထားပြီးအဲ့ဒီစကားနဲ့ညီအမေရိကန်တို့တင်သွင်းလာတဲ့သွင်းကုန်တွေပေါ်အခွန်နှုန်းထားတိုးမြင့်ကောက်ခံမှုကိုဖေဖော်ဝါရီလ9ရက်နေ့မှာစတင်ခဲ့ပြီး မလ9ရက်နေ့မှာတော့အရှိန်ဟုန်ထက်မှန်မြင့်တင်လိုက်ပြန်ပါလေခုဒီချိန်မှာတော့ထွန့်ဟာရန်သူမိတ်ဆွေမခွဲခြားတော့ပဲအဓိကစီးပွားရေးပြိုင်ပွဲဖြစ်တဲ့တရုတ်ပေါ်မှာသာမကသူကိုယ်တိုင်ပထမချိန်တုန်းကလက်မဲ့ရေးထိုးသဘောတူစာချုပ်ချုပ်ဆိုထားတဲ့မဟာမိတ်အိန္ဒိချင်းကနေဒါနဲ့မက္ဆီကိုနိုင်ငံတို့ပေါ်မှာလည်းတွင်းကုန်ခုံတွေတိုးမြင့်ကောက်ခံလိုက်ပါတယ်ကနေဒါနဲ့မက္ဆီကိုနိုင်ငံတွေကတွင်းကုန်တွေပေါ်25ရာခိုင်နှုန်းနဲ့တရုတ်တွင်းကုန်တွေပေါ်အရင်စီးကျက်ထားပြီးသား20ရာခိုင်နှုန်းပါဝင် နောက်ထပ်20ရာခိုင်နှုန်းထပ်မံတိုးမြင့်လိုက်ပါတယ်။ဒါရီမကမကြခင်မှာဥရောပသမဂ္ဂနဲ့တခြားကုန်သွယ်ပတ်နိုင်ငံတွေကသွင်းကုန်တွေအပေါ်မှာလည်းအခွန်တိုးမြင့်ကောက်ခံမှုတွေလှုပ်လာနိုင်ပါတယ်။တန်မဏိနဲ့အလူမီနီယံသွင်းကုန်တွေပေါ်မှာလည်းမလ7နှစ်နေကနေစပြီး အခွန်25ရာခိုင်နှုန်းတိုးမြင့်ကောက်ခံမယ်လို့ကြေညာထားပါတယ်။အခုလိုသွင်းကုန်တွေပေါ်အခွန်တိုးမြင့်ကောက်ခံရတာဟာကုန်သွယ်မှုတွေမှာတစ်ဖက်ဆောင်းနှင်းဖြစ်နေပြီ မေဂန်ရဲ့ကုန်သွယ်ပတ်နိုင်ငံတွေကမေဂန်ပေါ်ခေါင်းပုံဖြတ်အမျက်ထုတ်နေကြတယ်လို့တမရထရမ့်အစိုးရအနေနဲ့ယူဆထားတာကြောင်းဖြစ်ပါတယ်။အဓိကအကြောင်းရင်းကတော့ကုန်ပစ္စည်းကုန်သွယ်မှုမှာမေဂန်ကဒေါ်လာ1.2ထရီလီယံလူငွေပြနေတို့ဖြစ်ပါတယ်။မေဂန်ရဲ့ကုန်သွယ်မှုမှာ အမျက်ထွက်ပြီးပုံငွေပြနေတဲ့အဓိကနိုင်ငံတွေကတော့တရုတ် EU မက္ဆီကိုနဲ့ဗီယက်နမ်နိုင်ငံတို့ဖြစ်ပါတယ်။ 2024ခုနှစ်ကုန်သွယ်မှုစီးနေရာတရုတ်နဲ့ကုန်သွယ်မှုမှာဒေါ်လာ295ဘီလီယံဥရောပသမဂ္ဂဖွဲ့ဝင်နိုင်ငံတွေနဲ့က235ဘီလီယံမက္ကဆီကိုနဲ့က181ဘီလီယံနဲ့ဗီယက်နမ်နိုင်ငံနဲ့က123ဘီလီယံစသဖြင့်အမေရိကန်ကလုံငွေပြလျက်ရှိနေပါတယ်။ကုန်သွယ်မှုမှာအမျက်ထုတ်ခံရတဲ့ဆိုတဲ့ထွန့်ရဲ့ဆွဆွဲချက်ဟာတရုတ်နဲ့ကုန်သွယ်မှုမှာမှန်ကန်တယ်လို့ဆိုနိုင်ပေမဲ့ တခြားကုန်သွယ်ဘက်နိုင်ငံတွေအားလုံးနဲ့ကုန်သွယ်မှုမှာတော့မှန်ကန်တယ်လို့မဆိုနိုင်ပါဘူးမိမိနိုင်ငံရဲ့အားနည်းချက်ကိုလည်းစမ်းစစ်ကြည့်ဖို့လိုပါတယ်2018ခုနှစ်စင်းတွေရာအမေရိကန်နိုင်ငံဟာနိုင်ငံပေါင်းတရာနှစ်နိုင်ငံနဲ့ကုန်သွယ်မှုမှာလုံငွေပြနေတယ်လို့ရေးတက္ကသိုလ်မှပေါမော့ခါစတီဖန်ရော့ချ်ကသူ့ရဲ့ Maker's False Narrative on China လို့ခေါင်းစဉ်ပေးထားတဲ့ဆောင်းပါးမှာထောက်ပြခဲ့ပါတယ် မေဂန်နေနဲ့အဲ့လိုကုံတွယ်မှုလုံငွေပြခြင်းရဲ့အဓိကကြောင်းရင်းကတော့တစ်ချက်ပြောင်းလဲလာတဲ့စီပါရေးအဆောက်အုံနဲ့နှစ်ချက်စုဆောင်းဝေနေပါမှု saving short fall တို့ကြောင့်ဖြစ်တယ်လို့သုံးသပ်ထားကြပါတယ်မေဂန်စီပါရေးအဆောက်အုံဟာချမ်းသာကြွယ်ဝပြီးဖွံ့ဖြိုးပြီးနိုင်ငံအဆင့်ရောက်ပြီးနောက်မှာဆက်မှုကဏ္ဍကအရေးမပါတော့ဘဲဝန်ဆောင်မှုကဏ္ဍကအဓိကမောင်းနှင်အားဖြစ်လာတာကြောင့်လေကုန်ပစ္စည်းတွေကိုပြပကနေတင်သွင်းလာရတာဖြစ်ပါတယ် တိုင်းပြည်ချမ်းသာလာတာနဲ့မျှလှုပ်အားကားတွေလည်းမြင့်တက်လာပြီးစစ်ယုံလှုပ်ယုံတွေဘက်မှာတော့ထုတ်လုပ်မှုမှာတွက်ချေမကိုက်တော့ပဲကုန်းထုတ်ဆွမ်းအားမြင်မာတဲ့စစ်မှုကန္တာစီမီကွန်တက်တာလိုစစ်ယုံတွေသာကျန်နေခဲ့ပြီးအများစုဟာဝန်ဆောင်မှု လုပ်ငန်းတွေမှာလုပ်ကင်နေကြတာကိုတွေ့ရပါတယ်အဲ့ဒီခါမှာပညာတတ်နဲ့ပညာမတတ်တဲ့ဘွဲမရသူတွေကြားလားစာဝင်ငွေ ကွာဟမှုတွေကြီးမားလာပြီးလူလက်တန်းစားတွေထိခိုက်လာရတယ်လို့ဆိုကြပါတယ် မင်္ဂနိုင်ငံရဲ့ပြည်တွင်းသတင်းကုန်ထုတ်လုပ်မှုတန်ဖိုး GDP မှာစက်မှုကဏ္ဍရဲ့ပါဝင်မှုဟာ7ရာခိုင်နှုန်းတောင်မရှိတော့ဘူးလို့သိရပါတယ်။ကဘာကျော် Ford Car Company GM Car Company ကြီးတွေကလည်းလုံသားလာစာတက်တာတဲ့တရုတ်နဲ့မက္ကဆီကိုနိုင်ငံတွေကိုပြောင်းရွှေ့ပြီးစစ်ယုံတွေထူထောင်လုပ်ကင်ကြတဲ့အတွက် Detroit မြို့ကကားစစ်ယုံတွေပိတ်သိမ်းလာရတယ်လို့မြို့နေလူကြီးမှလည်းလုံလက်မဲ့တွေများပြားလာပြီးမြို့ပါပြတ်သွားသလောက်ဖြစ်ခင်းရတာကိုလည်း သတင်းမီဒီယာတွေကနေကြားသိနေရပါတယ်။မေဂန်ရဲ့ကုန်သွယ်မှုမှာထာဝရလူငွေပြနေရခြင်းရဲ့ဒုတိယအကြောင်းရင်းကတော့စုဆောင်းငွေနေပါမှုကြောင့်ဖြစ်တယ်လို့ပညာရှင်တွေကသုံးသပ်ကြပါတယ်။မေဂန်ဆိုးရရဲ့ဘတ်ဂျက်လူငွေဟာနိုင်ငံ GDP ရဲ့6.5ရာခိုင်နှုန်းကရှိနေပြီးအစိုးရချင်းငွေစုစုပေါင်း GDP ရဲ့100ရာခိုင်နှုန်းရောက်နေပြီလို့သိရတဲ့တွေ့မေဂန်အစိုးရချင်းငွေ ပြဿနာဟာကြီးမားပြီး အတိုးတစ်ခုထဲမှာတင်နှစ်စဉ်ဘီလီယံ800ကျော်ပေးနေရတယ်လို့သိရပါတယ်။အင်အောင်စုတွေရဲ့ချင်းငွေ household debt ကလည်းများပြားလာတဲ့တွေ့မိကနိုင်ငံဟာကျွေးပြီးနေပြီးသုံးဆွဲမှု consumption များနေတဲ့နိုင်ငံလို့ဆိုရမှာဖြစ်ပြီးတော့2024ခုနှစ်မှာ ပြည်သူတွေရဲ့သုံးဆွဲမှုဟာ68.8%ကျန်လုံးရှိတယ်လို့သိရပါတယ်။အဲ့လိုနှစ်ရှည်လွန်ငွေပြနေမှုနဲ့ချင်းငွေယူသုံးဆွဲနိုင်ခြင်းဟာ မေဂန်ဒေါ်လာကြောင့်လို့ဆိုကြပါတယ်မေဂန်ဒေါ်လာကိုကွန်တဘတ်နိုင်ငံတွေပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေအားလုံးကစုဆောင်းလို့တို့ကွန်တယ်မှုပုံငွေကနေရရှိတဲ့ဒေါ်လာတွေကိုလည်းမေဂန်ပြည်တွင်းမှာစတော်ရှယ်ယာတွေငွေတိုက်စာချုပ်တွေအင်ချင်မြေဝယ်ယူတာတွေစသဖြင့်ပြန်လဲရင်းနှီးမြှုပ်နှံမှုတွေကြောင့်ဒေါ်လာဟာကမ္ဘာသမိုင်းမှာဘယ်ငွေကြေးနဲ့မှမတူဘဲထိတ်ဆုံးရောက်နေရခြင်းဖြစ်တယ်လို့ Carnegie Endowment for International Peace မှာ Michael Pettis က The high price of dollar dominance, the dollar is the worst currency except for all the rest, I mean, Foreign Affairs magazine မှာရေးသားခဲ့တဲ့ဆုံးမမှာဖော်ပြထားပါတယ်။အဲ့လိုဖြစ်တာဟာအမေရိကန်နိုင်ငံအတွက်မကောင်းပေမဲ့လေ၊ကုန်သွယ်နိုင်ငံတွေအတွက်အကျိုးပြုနေတယ်လို့လည်းဆုံးမရှင်ကရေးသားထားပါတယ်။ ဥပမာအနေနဲ့ပြည်တွင်းဝယ်လိုအားနေပါတဲ့တရုတ်လိုနိုင်ငံတွေကပိုရှန်နဲ့စက်မှုထုတ်ကုန်တွေကိုအမေကန်ကတင်ကြုံဝယ်ယူတာမျိုးဖြစ်ပါတယ်။ကုန်သွယ်မှုပုံဝေပြနေတဲ့နိုင်ငံတွေဟာပြည်တွင်းဝယ်လိုအားကိုနှိမ့်ချထားပြီးအခြားနိုင်ငံတွေမှာလှုပ်လက်မဲ့များအောင်ပြုလုပ်နေတယ်လို့လည်းဆောင်းပါးမှာသုံးသပ်တင်ပြထားပါတယ်။စုဆောင်ငွေနေပါခြင်းနဲ့ပတ်သက်ပြီးပညာရှင်တွေကြားမှာအမြင်သဘောထားကွဲလွဲမှုတွေလည်းရှိနေပါသေးတယ် စီပွားရေးနိုဘယ်ဆုရှင်ဖြစ်တဲ့ Joseph Stiglitz ပါဝင်ပညာရှင်တချို့ကတော့မေဂန်ရဲ့ကုန်သွယ်မှုလုံငွေပြမှုကိုရှော့ချနိုင်မှုဆိုရင် ပြည်ရင်းစုဆောင်းဝေး National Save ကိုတိုးမြင့်မှုလိုအပ်တယ်လို့သဘောထားအမြင်ရှိကြပါတယ်။တခြားတစ်ပတ်ဖြစ်တဲ့ Michael Pettis တို့လိုပညာရှင်တွေကတော့ကုန်သွယ်မှုပုံငွေပြနိုင်ငံတည်တည်ကပိုရှန်တဲ့မေဂန်ဒေါ်လာတွေဟာစိတ်ချရဆုံးမေဂန်ငွေကြေးဈေးကွက်ထဲကို Capital Market အလုံးရင်းနဲ့ဝင်ရောက်လာခြင်းကြောင့် မေဂန်ကုံတယ်မှုလုံငွေပြတ်ရခြင်းဖြစ်တယ်လို့ဆိုကြပါတယ်။တနည်းအားဖြင့် current account balance of payment နဲ့ capital account ကို ကြည့်ရှုလေ့လာ သုံးသပ်ခြင်းဖြစ်ပါတယ်။ Michael Pettis တို့ကတော့မေဂန်ကုံတယ်မှုလုံငွေပြတ်မှုကိုပြည်ရင်းစုဆောင်ငွေတိုးမြင့်ခြင်းနဲ့ဖြည့်ရှင်းလို့မရနိုင်ဘူးလို့ရှုမြင်ကြပါတယ်။ပြဿနာကနိုင်ငံများစွာမှာပိုရှင်နေတဲ့စုဆောင်ငွေတွေရှိနေလို့ဖြစ်ပြီးအမေရိကန်ဒေါ်လာကိုသူတို့ဘိုဘန်တွေရဲ့ယန်ငွေကြေးဖြစ်စုဆောင်တာ မေဂန်ဆိုရငွေတဲ့စာချုပ်တွေဝယ်ယူတာနဲ့မေဂန်ကုမ္ပဏီတွေမှာ store share တွေဝယ်ယူတာစသဖြင့်ပြည်ပမှာငွေတွေလုံရင်းနဲ့ဝင်ရောက်လာတဲ့တွေ့ capital account surplus ပိုရှင်မှုပြပြီး current account နဲ့ကုန်သွယ်မှုမှာအဓိကလုံငွေပြနေတာဖြစ်တယ်လို့ယူဆကြပါတယ်။ကုန်သွယ်မှုလုံငွေပြမှုဘ ഹു ပြု trade driven view နဲ့ငွေကြေးရင်းနှီးမြှုပ်နှံမှုဘ ഹു ပြု capital driven view နှစ်ခုရဲ့မတူညီတဲ့သဘောထားအမြင်တွေလည်းဖြစ်ပါတယ်။ ဂျိုးဆက်စတစ်ကလစ်တို့ကပထမမြင်သဘောထားရှိပြီးမိုက်ကယ်ဖက်တစ်တို့ကဒုတိယမြင်သဘောထားရှိကြကထန်ဆိုးရဖွဲ့ဝင်တွေကတော့ဒုတိယအမြင်သဘောထားဘက်ပိုရင်းတယ်လို့ယူဆရပါတယ်။ကုံတယ်မှုလုံငွေပြခြင်းဟာပြည်တွင်းပြဿနာမဟုတ်ပြည်ပကုံတယ်ဘက်နိုင်ငံတွေရဲ့မူဝါဒတွေကြောင်းလို့ယူဆထားဟန်ရှိပါတယ်။တစ်ဖက်မှာလည်းကုံတယ်ဘက်နိုင်ငံတွေဟာပြည်တွင်းဝယ်လိုအားကိုတမင်လျှော့ချထားပုံရပါတယ်။ဥပမာအနေနဲ့လောက်ခလာစာတွေကိုနှိမ့်ချထားတာ အစိုးရထောက်ပံ့တွေပေးတာအတိုးနှုန်းသက်တာတဲ့ချင်းငွေတွေထုတ်ချေးပေးတာလူရာထက်ပုံမထုတ်လို့တာတွေပြုလုပ်ပြီးကုန်သွယ်မှုပုံငွေပြအောင်လှုပ်ဆောင်နေကြပါလေ။ဒါပြင်မာမိတ်တွေကစစ်သုံးဈေးတွေရှော့ချခြင်းကလည်း၎င်းတို့တွေကုန်သွယ်မှုမှာပုံငွေပြအောင်ပြုလုပ်နေတယ်လို့ဖြစ်နေပါလေ။နောက်ပြီးကုန်သွယ်မှုပုံငွေတွေကနေရရှိလာတဲ့ဝင်ငွေတွေကိုလည်းနီလန်မျိုးမျိုးနဲ့မေဂန်ပြည်တော်စုတို့သွတ်သွင်းလာခြင်းကြောင့် မေဂန်ဒေါ်လာဟာတန်ဖိုးပုံမှုမြင်မာလာရပြီးအကျိုးဆက်အနေနဲ့မေဂန်ပို့ကုန်တွေဈေးကြီးလာတဲ့အတွက်ပြည်ပသို့တင်ပို့နိုင်မှုလျော့နေလာရခြင်းဖြစ်တယ်လို့လည်းသုံးသပ်ကြပါတယ်။ထွန်ဆိုးရအနေနဲ့ကတော့ဒုတိယအမြင်ရှိတယ်လို့ဆိုနိုင်ပြီးဒီလိုချိန်မှာမေဂန်ဒေါ်လာကိုတန်ဖိုးကျဆင်းအောင်လှုပ်သွားမလား။ကုန်သပန်းနိုင်ငံရဲ့ငွေကြေးတွေကိုတန်ဖိုးတက်ခိုင်းမလား။ဒါမှမဟုတ်ကုန်သပန်းနိုင်ငံရဲ့ဘူပန်တွေနေနဲ့ ဒေါ်လာကိုအရင်ငွေကြေးဖြည့်ဝယ်ယူစုဆောင်းတာတွေမလုပ်ဖို့ကန့်သက်သွားမလားဒါမှမဟုတ်အခွန်မဟုတ်တဲ့ကုန်တယ်မှုနဲ့ဆိုင်တဲ့တခြားကန့်သက်တွေကိုဖယ်ရှားခိုင်းသွားမလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရအောင်ပါဖြစ်ပါတယ်ဒါပေမဲ့လည်းအဲ့လိုဒေါ်လာရဲ့ခန်းကဏ္ဍကိုမေးမိန်သွားအောင်လုပ်မယ်ဆိုရင်ထရမ့်နားမှာရှိတဲ့သူ့ကိုထောက်ခံသူ Wall Street မှာဗန်လုံငန်းရှင်တွေငွေကြေးဈေးကွက်မှာပါဝင်သူတွေရဲ့အကျိုးစီးပွားကိုထိခိုက်နိုင်တဲ့အတွက် မိမိတို့ဂျိုးစီဝါထိခိုက်မဲ့မူဝါဒတွေကိုမိမိတို့ကိုယ်တိုင်အကြံပြုကြမလားဆိုတာကိုလည်းစောင့်ကြည့်ရမှာပါဒေါ်လာခန်းကဏ္ဍကိုရုတ်တရက်ရှော့ချပြန်ရင်လည်းတစ်ကမ္ဘာလုံးမှာကြီးမားတဲ့ရိုက်ခတ်မှုတွေရှိလာနိုင်ပြီးဒီစီဇန်ဟာရေရှည်ကောင်းနိုင်ပြီမယ်လေလက်ရှိမှာတောင်စတော့ရှယ်ယာဈေးတွေထိုးကျနေတဲ့တွေ့ရေတိုမှာစိုးဝါတဲ့စီဝါပြက်ကိန်းဆိုင်မှုမျိုးဖြစ်ပေါ်အောင်ထန့်ဆိုးရမလုပ်တော့ဘူးလို့ယူဆရပါတယ် တမရထွန်ဆိုးရအနေနဲ့လေတရုတ်ပို့ကုန်တွေပေါ်60ရာခိုင်နှုန်းအခွန်တိုးမြင့်ကောက်ခံမယ်ဆိုရင်ငွေကြေးဖောင်းပွားလာနိုင်မှုအန္တရာယ်လည်းရှိနေပါသေး။ Peterson Institute for International Economics PIE မှာ Olivia Blanchard ကတော့ထွန်ရဲ့အခွန်တိုးမြင့်ကောက်ခံခြင်းကငွေကြေးဖောင်းပွားမှုနဲ့အခွန်နှုန်းမြင့်မားလာမှုတွေဖြစ်လာစေနိုင်တယ်လို့သုံးသပ်ထားပါသေး။အတိုးနှုန်းမြင့်မားလာခြင်းကြောင့်အမေရိကန်ဒေါ်လာတန်ဖိုးတက်လာခြင်းနဲ့ တရုတ်ရွံငွေတန်မိုးကြဆင်းခြင်းကတိုင်းနာတစ်ခုထိငွေကြေးဖုံးပွားမှုဖြစ်စေနိုင်တယ်လို့လုံးလက်မဲ့နှုံကြဆင်းနေချိန်မှာပြည်ပမှာတရားမဝင်လာရောက်လုပ်ကင်နေတဲ့မေဂန်စီဝိုင်းမှာရေးပါတဲ့နိုင်ငံသားလူသမားတွေကိုထွန်ဆိုးရကအတင်းကျပ်နေရပြန်ပို့မယ်ဆိုရင်ငွေကြေးဖုံးပွားမှုဟာပုံမှုစိုးရလာနိုင်တယ်လို့ဆိုထားပါတယ်။ဒါပေမဲ့လည်း2026ခုနှစ်လောက်ထိမေဂန်စီဝိုင်းအခြေအနေဟာဆူဆူဝါးဝါမဖြစ်နိုင်သေးဘူးလို့လည်း၎င်းကသုံးသပ်ထားပါတယ်။ သွင်းကုန်ခွန်ဆိုတာဟာပြည်တွင်းတင်သွင်းသူတွေကပေးရတဲ့အတွက်ပြည်ပကထုတ်ကုန်တွေတင်သွင်းသူတွေနည်းနဲ့ကလည်းအရှုံးခံပါမှုပဲနောက်ဆုံးမှာတော့စားသုံးသူတွေသာမူလကထက်ဈေးကြီးပြီးကြာခံသုံးဆွဲရမှာဖြစ်ပါတယ် intermediate goods လို့ခေါ်တဲ့ကုန်ထုတ်လုပ်ရမှာမရှိမဖြစ်ပါဝင်ရမယ့်ပစ္စည်းတွေဆိုရင်လေထုတ်လုပ်သူတွေကကြာခံရမှာဖြစ်တဲ့အတွက်နောက်ဆုံးမှာသူတို့ထုတ်လုပ်လိုက်တဲ့မော်တော်ကားလိုထုတ်ကုန်တွေပေါ်ဈေးမတင်မဖြစ်တင်ခြင်းအပြင် ဝေယူသူတွေကပဲကုန်ကျစရိတ်ကြီးမြင့်မှုကိုကြားခံရနိုင်တာမျိုးဖြစ်နိုင်တယ်လို့ထုတ်လုပ်သူကလည်းမယောင်းရမှဆိုးတဲ့တွေတင်ရမဲ့ဈေးနှုန်းပမာဏထက်ထက်ဝက်တာတင်ဝေယူသူကလည်းထက်ဝက်တာပိုပြီးဆိုတာမျိုးလည်းဖြစ်နိုင်ပါတယ်။ကုန်ပစ္စည်းဈေးနှုန်းတွေမြင့်တက်လာမှုကချက်ချင်းငွေကြေးဖောင်းပွားမှုနှုန်းမြင့်တက်စေနိုင်တယ်လို့မဆိုနိုင်ပေမဲ့ကုန်စည်နှုန်းမြင့်တက်လာမှုနဲ့တူလုပ်သားတွေဘက်ကလည်းလောက်ခလာစာတွေတိုးမြင့်ပေးဖို့တောင်းဆိုလာနိုင်တဲ့ပြင်ကုန်သွယ်ရေးနဲ့မသက်ဆိုင်တဲ့တခြားဝန်ဆောင်မှုတွေရဲ့ဈေးနှုန်းတွေလည်းမြင့်တက်လာနိုင်ပြီး ငွေကြေးဖောင်းပွားမှုနှုန်းအမှန်တကယ်မြင့်တက်လာနိုင်ပါတယ်။လက်တလုံးမှာကိုအမေရိကန်နိုင်ငံမှာကျပ်ဥပါဝင်စားတောက်ကုန်ဈေးနှုန်းတွေမြင့်တက်လာနေတယ်လို့ကြားသိရပါတယ်။ Financial Times သတင်းသာကြီးရဲ့ပင်တိုင်ဆောင်မရှင် Martin Wolf ရဲ့သုံးသပ်ချက်အရအမေရိကန်နိုင်ငံဟာပို့ကုန်တွေပေါ်မိခိုတဲ့နိုင်ငံမျိုးပဲသူရဲ့ကုန်သွယ်ဘက်တွေကအမေရိကန်တို့၎င်းတို့နိုင်ငံ GDP ရဲ့ရာခိုင်နှုန်းများစွာ တင်ပို့နေရပါတယ်။ မက္ကဆီကိုနဲ့ကနေဒါကအမေရိကန်ကိုသွင်းကုန်အများဆုံးတင်ပို့တဲ့နိုင်ငံတွေဖြစ်ပြီးမက္ကဆီကိုကနိုင်ငံ GDP ရဲ့28ရာခိုင်နှုန်းရှိပြီးတော့ကနေဒါက27ရာခိုင်နှုန်းရှိပါတယ်။ဥရောပသမဂ္ဂ EU ဟာ2.9ရာခိုင်နှုန်းသာရှိတဲ့အတွက်အခွန်နှုန်း25ရာခိုင်နှုန်းတိုးမြင့်ခြင်းကမက္ကဆီကိုနဲ့ကနေဒါနိုင်ငံတို့လောက်ထိခိုက်မှုရှိနိုင်မှာမဟုတ်ဘူးလို့လည်းသုံးသပ်ထားပါတယ်။အာရှတိုင်းနဲ့အာဆီယံဖွဲ့ဝင်နိုင်ငံတွေမှာတော့ မေဂန်တို့ပို့ကုန်အများဆုံးတင်ပို့တဲ့တောင်ကိုရီးယားဂျပန်ဗီယက်နမ်ထိုင်းမလေးရှားတို့ပေါ်ကြီးမားတဲ့တရားမှုတွေရှိနေပါတယ်အထူးသဖြင့်ဗီယက်နမ်ဟာမေဂန်နဲ့ကုန်သွယ်မှုမှာ2023ခုနှစ်ကဒေါ်လာ123ဘီလီယံကျော်ပုံငွေပြနေတဲ့အတွက်ပုံမူတည်ထားရမှာလည်းဖြစ်ပါတယ်လောလောဆယ်မှာတော့သမရထွန့်ကအမေရိကန်မက္ဆီကိုကနေဒါနိုင်ငံတို့အကြားချုပ်ဆိုထားတဲ့ကုန်သွယ်ရေးစာချုပ်ပါစီးမင်းတွေကိုလိုက်နာမယ်ဆိုရင် မက္ကဆီကိုနဲ့ကနေဒါနိုင်ငံတို့ရဲ့အတွင်းကုန်တွေပေါ်ချမှတ်ထားတဲ့အတွင်းကုန်ခွန်တွေကို25ရာခိုင်နှုန်းကျင်းလွန်ခွင့်ရမယ်လို့အမိန့်ထုတ်ပြန်ထားပါတယ်။တရုတ်အတွင်းကုန်ခွန်တွေကိုတော့ရက်ဆိုင်ခြင်းမရှိပါဘူး။ Harvard တက္ကသိုလ်မှာ Danny Rodrick ကတော့ထွန်းရဲ့အတွင်းကုန်ခွန်တွေတိုးမြင့်ခြင်းလောက်ရက်ကိုသူနည်းတူလက်တော့ပြောင်းခြင်းမပြုလုပ်သင့်ဘူးလို့အကြံပြုထားပေမဲ့လည်းကွန်တွေစစ်ပွဲဆိုတာဟာပြည်တွင်းနိုင်ငံရေးပေါ်များစွာတည်ရောက်မှုရှိတဲ့အတွက် လက်ပိုက်ကြည့်နေလို့လည်းမရဘူးလို့ဆိုပါတယ်။ကနေဒါနိုင်ငံကတော့အမေရိကန်လေယာထွက်ကုန်တွေနဲ့စားသောက်ကုန်တွေပေါ်သွင်းကုန်ခွန်25ရာခိုင်နှုန်းတိုးမြင့်ပြီးလက်တော့ပြန်လိုက်ပါတယ်။အလားတူတရုတ်နိုင်ငံကလည်းပဲပီဇက်နဲ့တခြားလေယာထွက်ကုန်တွေစားသုံးကုန်တွေပေါ်တန်မြန်အခွန်တိုးမြင့်လိုက်ပါတယ်။နောက်ပြီးအရေးကြီးသတ္ထုများစင်းပါ critical minerals သတ္ထုတွေမေကန်တို့တင်ပို့မှုကိုလည်းချိန်ချုပ်လိုက်တဲ့ပြင် မေရိကန်ကုမ္ပဏီတချို့ကိုလည်းမေယုံကြည်ရစင်းသွင်းခြင်းအပြင်လက်တော့ပြန်ထားပါရခင်ဗျာ